အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစေညကနေစုမုံအောင်တောင်းပီးလိုက်ပါတယ်။အဲဒီနေ့မနက်မှာဒါကျွန်တော်အစောကြီးဒါ flight နဲ့ရှိတယ်တော့ကျွန်တော်ဒီနေ့ညမြန်မာစံတော်ချိန်ဒါအခု video edit ရှေ့ဆက်နိုင်လို့ရှိတယ်ဘောနော်အဲ့တော့ breaking news အနေနဲ့မတင်ဖြစ်ရင်တော့ခွင့်လွတ်ပါဒါကြောင့် breaking news ရဲ့ကြားထဲမှာမရှိမလောက်ဘူးလို့မြင်တယ်ဗောနော်ဒါကျွန်တော်နိုင်ငံပွဲတွေကအဖြစ်ပြက်တစ်ခုလောက်ကလွင်ဘာမှသိမရှိလောက်ဘူးပဲမြင်အဲ့တော့ဒီနေ့မနက်ပိုင်းမှာဒါကျွန်တော်တို့မနက်ခင်းသတင်းအနေနဲ့တော့ Manchester United အသင်းရဲ့သတင်းရဲ့အတိုတဲသုံးပုတ်ကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်တယ်အဲ့တော့လက်ရှိမှာဒီနေ့ညရာဒီရိုးဆိုဒီနေ့စောင်းရာဒီမှာတော့ Manchester United ကစားသမားအယောင်အဝယ်ဆိုတာတဲ့ဆန်ကစားသမား ရဲ့ဒါအနာဂတ်နဲ့ပတ်သက်ပြီး United အနေနဲ့စုပ်ဖြတ်ချက်ချရတော့မယ့်ဥစားတစ်ခုကိုကျွန်တော်နေပထမဆုံးအနေနဲ့တင်ဖတ်တင်ဆက်ပေးခြင်းနဲ့ဒုတိယတစ်ခုအနေနဲ့လက်ရှိမှာ Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့ ဂျေနီဆန်ချိုနဲ့တက်နေတဲ့ကောလာဟာလာသတင်းတွေကိုလက်ရှိမှာနည်းနည်းလေးပြောပြမယ်။လက်ရှိမှာတော့ကျွန်တော်နောက်ဆုံးသတင်းတစ်ခုနဲ့ဆန်လက်မက်စ်နဲ့ပတ်သက်ပြီးလက်ရှိမှာ United အသင်းတွေနဲ့ဆုံးဖြတ်ချက်တစ်ခုချထားတဲ့ကိစ္စကိုလည်းပြောသွားမှာ။အဲ့တော့အဓိကဒီသုံးပုဒ်ကိုတော့အဓိကကျွန်တော်ဒါ highlight လုပ်ပြီးပြောသွားမှာပေါ့နော်။အဲ့တော့ပထမအောင်သတင်းတွေနဲ့လက်ရှိမှာ Manchester United အသင်းတွေနဲ့ဒါကျွန်တော် Kobe Mainu နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ဆုံးဖြတ်ချက်ကိုမကြခင်ချသွားတော့မှလို့သိရတယ်မှာပါတယ်။အဓိကနေရာမှာဒါကျွန်တော်ဆုံးဖြတ်ချက်ချသွားမယ်နေထားတာအငှားနဲ့ပဲလာမယ့်ဆောင်းရာသီမှာကစားသမားကိုလာလွတ်သွားမလား။ဒါမှမဟုတ်ဒါအပီးသက်ပဲတခါတည်းလွတ်သွားမလားဆိုတဲ့ပုံ ံစံမျိုးကိုတော့ United အသင်းအနေနဲ့လာမယ့်ရက်သက်တစ်ပတ်မှာဆုံးဖြတ်ချက်ချသွားဖို့အတွက်ကျွန်တော်တို့ကဆုံးဖြတ်ချက်ဆုံးဖြတ်ချက်ချသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။အဲ့တော့ United အသင်းအနေနဲ့အကယ်၍ဒါကျွန်တော်တို့ ကိုဘီမိုင်းနူကိုတလာမဲ့နေရာဒီမှာရောင်းချဖို့ဆုံးဖြတ်ချက်ချသွားခဲ့မယ်ဆိုရင်တော့ United အသင်းကဒီကွင်းလေအပိုင်းကိုဆောင်းရသည်မှာပဲတကယောက်တော့ကိုအ ਨੇ ဆုံးဝယ်သွားဖို့တော့ United အသင်းကပြင်ဆင်နေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။အဒီနေ့မှာတော့ကျွန်တော်ပြောရခဲ့လို့ Total United ကစားသမားကကျွန်တော်၈ယောက်လောက်ထိပြင်မှတ်ထားရခဲ့ပြီးတော့ဒီထဲမှာကျွန်တော် United အသင်းနဲ့၂ယောက်၃ယောက်လောက်ကိုဒီနေ့ဆောင်းရသည်မှာခေါ်ယူသွားဖို့အတွက်အခွင့်အရေးတွေရှိနေတာဖြစ်တယ်။အဲ့တော့ကိုဘီမိုင်းနူက Manchester United အသင်းကအ ਨੇ ဆုံးပေါင်ပန်း60လောက်စီးသတ်မှတ်ထားဖို့အတွက်ရှိပြီးတော့ဒီကစားသမားကကျွန်တော်လက်ရှိတည်ကြတယ်မြေဒါ Academy Product ဖြစ်တဲ့ကြောင့် United အသင်းနဲ့တရားရကန် င်တို့အမျက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ယူနိုက်တက်အသင်းအတွက်လည်းတော်တော်လေးကိုဒါကျွန်တော်တို့ရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့မျိုးမျက်အမျက်ရနိုင်တဲ့အပြောင်းအရွှေ့တစ်ခုလို့ပြောလို့ရတယ်။ဒါပေမဲ့ United ပြည်သက်တွေကြားထဲမှာဒါကျွန်တော်ကိုဘီမိုင်းလူကိုတော့ဘယ်သူမှမရောင်းစေချင်ဘူး။လက်ရှိမှာဒါငယ်မွေးချမ်းပေါ့ကစားသမားတွေကိုအခုနောက်ပိုင်းမှာ Manchester United အသင်းကဒါတစ်နှစ်တစ်ယောက်ရောင်းနေတဲ့ဆိုတဲ့ပုံစံဖြစ်သွားခဲ့တယ်ပေါ့နော်။ Alejandro Garnacho ကိုဒီနေ့ဒါကျွန်တော်တို့ရာသီမှာရောင်းခဲ့တယ်လို့လက်ရှိမှာဒါဒီနေ့တွေရာသီမှာအကယ်၍ ဆောင်းအဒီမှာကိုယ်မိုင်းတူကိုရောင်းပစ်ခဲ့မယ်ဆိုရင်တော့ United အသင်းရဲ့ဒါကျွန်တော်တို့ Star Boy တွေကတစ်ပြေးနဲ့တစ်ပြေးဒါကျွန်တော်တို့ Academy Current Dan ကနေပြီးတော့ပြောက်ဆုံးသွားမှာဖြစ်တာကိုအကုန်လုံးကစိုးရိမ်နေကြတာဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာကိုယ်မိုင်းတူကိုယ်တိုင်ကလည်း Ruben Amorim ရဲ့လက်အောက်မှာမိနစ်မရခြင်းကသူ့တော့တော်တော်လေးကို frustrate ဖြစ်လာခဲ့တယ်။ကစားသမားအနေနဲ့ဖြစ်နိုင်မယ်ဆိုရင်သူ့ရဲ့လက်ရှိခြေစွမ်းကဒါကျွန်တော်ကမ္ဘာဖလားမှာရွေးခန့်နိုင်လောက်အထိကိုသူက confidence ရှိတယ်။ဒါပေမဲ့ပြဿနာကလက်ရှိမှာသူ့အနေနဲ့မိနစ်မရဘူးဆိုတော့သူ့အနေနဲ့ proven လုပ်လို့မရတဲ့ကြောင့်မို့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့သူကဒါကျွန်တော်အပိသက်ပဲဖြစ်ဖြစ်အငားနဲ့ပဲဖြစ်ဖြစ်ဆောင်းရသည်အပြောင်းရွှေ့ကြတယ်အသင်းက နေပြီးတော့တရဝင်းထွက်ခွာခွေတောင်းထားတယ်အဲ့တော့အငားနဲ့ဆိုရင်တော့ Manchester United အသင်းစီကနေနှစ်သင်းကစိတ်ဝင်စားနေတယ် Napoli သင်းကလက်ရှိမှာဒါကျွန်တော်တို့အငားကိုအပိသက်ကိုနှစ်ခုလုံးသူတို့နေဘယ်လိုပဲဖြစ်ဖြစ်စိတ်ဝင်စားတယ်ဘာကြောင့်လဲလက်ရှိမှာဒါကျွန်တော် Napoli သင်းရဲ့ကွင်းနဲ့ကစားသမားဖြစ်တဲ့ Zambo Ingenza အနေနဲ့ဒါကျွန်တော်ဒဏ်ရာအကြီးကျယ်ရရှိသွားတဲ့အတွက်ကြောင့်မို့သူတို့ပိုင်းသူတို့အနေနဲ့ဒါကွင်းလေပိုင်းကလိုအပ်ချက်ကပိုပိုပြီးတော့ကြီးမားလာခဲ့ပြီဖြစ်တယ်အကိုမိုင်းတို့ကလက်ရှိမှာ Napoli သင်းကိုဒါအငားနဲ့ပဲဖြစ်ဖြစ်အငားငှား plus အပိသက်ပဲဖြစ်ဖြစ် Napoli သင်းနဲ့ခေါ်ယူခြင်းနဲ့ Antonio Conte နဲ့ကုလက်ရှိမှာအသင်းမှာဆက်နေ ေဖြစ်တော့မှာဖြစ်တဲ့ကြောင့်မို့သူကိုယ်တိုင်ကလည်းလက်ရှိမှာဒါကျွန်တော်တို့ကိုဘီမိုင်းနူကိုတော်တော်လေးကိုသဘောကျအောင်ကိုဒီမိုင်းနူကိုအငားနဲ့ပဲဖြစ်ဖြစ်အငား plus အပီးသမဲ့ဖြစ်ဖြစ်နပိုလီကိုခေါ်ယူပေးဖို့တောင်းဆိုထားတာဖြစ်တဲ့ United အသင်းနဲ့လက်ရှိမှာနပိုလီအသင်းနဲ့ဒါတရားမချခင်မှာတရားဝင်တွေ့ဆုံမှုရှိတယ်အဓိကကိုဘီမိုင်းနူရဲ့အပြောင်းရွှေ့နေမှုပဲနဲ့ white line ရဲ့အပြောင်းရွှေ့နေပတ်သက်ပြီး United တို့နှစ်သင်းကြားတွေ့ဆုံဆွေးနွေးမှုရှိတယ်ဒီနေရာမှာဒါကျွန်တော်တို့ကိုဘီမိုင်းနူရဲ့ဒါအပြောင်းရွှေ့တော့လဲတစ်စစ်တစ်စီသားနဲ့ထည့်ပြီးတော့ဆွေးနွေးသွားနိုင်နေဆိုတဲ့ဥစ္စာကို Samuel Lucas ကပြောဆိုထားတာကိုတွေ့ရမယ်ဒီမှာပါတယ်ပေါ့နော်လက်ရှိမှာဒါအငားနဲ့ထုတ်မယ်ဆိုရင်တော့ဒါကျွန်တော် Manchester United United အသင်းစီကနေ Lee United နဲ့ Everton အသင်းတို့ကတော့ဒါအငှားနဲ့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေကြတာကိုတွေ့ရမယ်။ Lee United ကလက်ရှိမှာဒါသူတို့ရဲ့ကွင်းလေကစားသမားနေရာတွေကိုဝီမိုင်းနူအငှားနဲ့ခေါ်ယူခြင်းပြီးလက်ရှိ6လအတွင်းမှာသူတို့ရဲ့ဒါကြောင့် Tamsin ရဲ့ program မှာကိုဝီမိုင်းနူကအရေးပါလာနိုင်တဲ့ကစားသမားတွေကိုသူတို့နဲ့ပြင်မှတ်ထားရတယ်။ Lee United ကအပိသက်မွေယူနိုင်တဲ့ club ဖြစ်တဲ့အတွက်ကြောင့်သူတို့နဲ့အငှားကိုပဲအဓိကအယုံဆိုင်မယ်။ Everton နဲ့ဒီတိုင်းပဲ Everton အသင်းကလက်ရှိမှာဒီကစားသမားအငှားနဲ့6လခေါ်ယူဖို့အတွက်ပြင်ဆင်နေတာဖြစ်ပြီးတော့သူတို့အနေနဲ့လက်ရှိမှာဒါ United အသင်းကဒါနဲ့ပတ်သက်ပြီးအဖြေတစ်ခုခုကိုမကြခင် မှာကျွန်တော်အနေနဲ့ရှာရတော့မယ်လို့သိရတယ်တမှာပါတယ်ဒီနေရာမှာဒေါက်တာဟော့စပါတင်းကအပီသက်ဝယ်ယူခြင်းတဲ့ကလပ်တွေတမှာပါနေတော့သိရတယ်တမှာပါတယ်ဘောနော် မိတို့ပဲစူးစီကမလို့ရှိမှဒါရင်နည်းနည်းလေးအဲ့တော့လောက်ရမယ်ဆို United အသင်းကအကယ်ကိုယူမိုင်းတူကဒါအငားနဲ့မပွေနဲ့အပိသက်ရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့ဇေဒသက်တတာနဲ့ရနိုင်တဲ့ဒါကျွန်တော်ကော်နာဂယ်လီကာနဲ့ဂျာဂိုဘက်နှစ်ယောက်ကိုဒီနှစ်ဆောင်းရသည့်အပြောင်းရွှေ့မှာကတည်းကတခါတည်းခေါ်ယူသွားဖို့အတွက်လည်းလက်ရှိမှာပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းတွေကလည်းတဖြည်းဖြည်းတလာခဲ့တယ်ဒီနေ့ဒါကျွန်တော်မနေ့ကဒါကျွန်တော်တို့ညနေ9နာရီတော့မှတင်ဆက်ပေးခဲ့တဲ့သတင်းရဒါပုံစံမျိုးအဆက်လုပ်ရမယ်ပြောလို့ရတဲ့မှာပါတယ်ပေါ့နော်တော့ထပ်မှဒုတိယမြောက်သတင်းကလက်ရှိမှာ Manchester United အသင်းက Jadon Sancho လက်ရှိအငားနဲ့ထွက်ကစားနေတဲ့အပေါ်မှာမကြင်မနှက်ဖြစ်ပြီးအသင်းစီကိုပြန်ခေါ်မယ်ဆို တဲ့ကောလာဟာလာတွေထွက်နေတယ်။အဲ့ဒီကောလာဟာလာတကယ်ကိုလည်းရှိမှဘူးရှစ်ပဲဖြစ်တယ်။အခုချိန်မှာဒါအက်စတွန်ဗီလာအသင်းကိုယ်တိုင်ကဂျေရီဆန်ချိုကိုပြန်မဖို့မချေယူနိုက်တက်တင်ကဂျေရီဆန်ချိုကိုဘယ်နည်းနဲ့မှဒါကျွန်တော်တရားဝင်ပြန်ပြီးတော့ကျွန်တော်တို့ ပြန်ပြီးခေါ်မှာမဟုတ်ဘူးလို့သိရတယ်အဓိကဒါချင်းချင်းဆက်ချွဲလုခလာစားအဲ့တော့ဒါကျွန်တော်တို့ဒီနေ့အေးပေါ့အာကျွန်တော်တို့ဒီည17နိုင်မြန်မာစံ17 17ခွဲလောက်မှာတက်လာတဲ့တင်ရချင်းချင်းဆန်ချိုးဒါကျွန်တော်တို့ Aston Villa အသင်းမှာဒါအငှားနဲ့ထုတ်ကစားထားတဲ့ဒါအချင်းဒီကို United အသင်းကမကြိုက်ကြဘူး Aston Villa အသင်းစီကနေချင်းဆန်ချိုးကိုပြန်ခေါ်မယ်ဆိုတော့ဘူးရှစ်တင်ထွက်နေတယ် United အသင်းကဘလောက်တိတောင်မှချင်းချင်းဆန်ချိုးနဲ့ပတ်သက်ပြီးစိတ်ပိုင်းပိုင်းဖြစ်ထားလဲဆိုတော့ချင်းချင်းဆန်ချိုးကိုစာအုပ်တက်တက်တစ်နှစ်တိုးလို့ရတယ်တိုးပြီးအဲ့တစ်နှစ်တွင်းမှာရောင်းစားလို့ရနိုင်တဲ့ခွင့်ရရှိတယ် United ကချင်းချင်းဆန်ချိုးရဲ့စောက်ချိုးကိုမကြိုက်လို့နဲ့ကြောင့်အဲ့စာအုပ်တက်တက် န်တစ်နှစ်ကိုတော့တိုးဖို့အတွက်လုံးဝလုံးဝအစီအစဉ်မရှိဘဲနဲ့ကစားသမားကိုလာမဲ့နှစ်မှာအလကားတော့မှလွတ်ပေးဖို့အတွက်ပြင်ဆင်ထားပြီဖြစ်တယ်။အဲ့တော့ဂျေရီဆန်ဂျိုကိုလက်ရှိမှာတချို့တရင်တက်အခုတရင်ပါတက်ထားသူကဇန်နဝါရီမှာပြန်ခေါ်မယ်ဇန်နဝါရီပြန်ခေါ်ပြီး6လပဲကျန်တဲ့ကစားသမားကိုရောင်းဖို့တဲ့ United ကစီစဉ်မယ်။ဂျေရီဆန်ဂျိုဒီလိုဆောက်ချိုးမျိုးနဲ့ခေါ်တဲ့ club ရှိုးရှိရင်တော့ကန့်ကောင်းဆိုတဲ့ပုံစံမျိုးရှိတယ်။အဲ့တော့လက်ရှိမှာ Aston Villa အသင်းကလောက်ခလာစားအပြည့်အဝပုံစံမျိုးမပေးပြီးမယ် United အတွက်ကလက်ရှိမှာဂျေရီဆန်ဂျိုနဲ့ပတ်သက်ပြီးတော့လုံးဝလုတ်တရာ ကျွန်တော်တော်တော်လေးကိုသေးတယ်လို့ပြောလို့ရမယ့်တည်းမှာပါတယ်ပေါ့နော်အဲ့တော့ Jason Chou ကိုလက်ရှိမှာ Manchester United နဲ့ January အပြောင်းရှိမှာပြန်ခေါ်သွားမယ်ဆိုတဲ့သတင်းတွေကတော့လက်ရှိမှာ boost တာဖြစ်ပါပြဿနာကလက်ရှိမှာ United နဲ့ risk မယူချင်တာပါ United နဲ့ Aston Villa အသင်းစီကနေ Jason Chou ကိုပြန်ခေါ်ပြီး Jason Chou နဲ့တိုင်ဒီဆောင်းရာဒီအပြောင်းရှိမှာသာပြန်ထွက်ခဲ့ဘူးဆိုရင်တော့အသင်းမှာတပတ်လောက်ခ3သိန်းကျော်နဲ့တောင်းတင်သွားမှာသူတို့နေတော်တော်လေးကိုကြောက်ကြောက်တယ်အတွက်ကြောင့်မို့သူတို့နေနဲ့ Jason Chou ကိုတော့မီတို့အနေထားမှာမှာသူတို့နေအပိသက်ပြန်ပြီးတော့ကျွန်တော်အသင်းစီကိုခေါ်ယူသွားမှာမို့သူတို့နေတဲ့လက်ရှိမှာ လက်ကျန်စာချုပ်ကိုတောင်မှ Aston Villa Martin ကို run down လုပ်ပြီးပြီးတော့စာချုပ်တက်တောင်ချုပ်ဖို့တော့စာချုပ်တက်တနစ်ပေါ့နော်စာချုပ်တက်တန်တိုးတဲ့တနစ်တောင်မှလုံးဝတိုးဖို့တဲ့ season မရှိတဲ့အနေနဲ့ United ကလက်ရှိမှာ season ထားတာဖြစ်တယ်အဲ့တော့ Jadon Sancho နဲ့ Manchester United ကလုံးဝလုံးဝတခိုင်းရသွားပြီဆိုတဲ့သတင်းကိုလည်းပြောလို့ရရင်ဒါတခုကိုရောက်ရှိလာခဲ့ဖြစ်တယ်အဲ့တော့ Jadon Sancho United အသင်းနဲ့ဒီနှစ်ဆောင်ရသည်မှာပြန်ခေါ်မယ်ဆိုတဲ့သတင်းကတော့လုံးဝ100% bullshit ဖြစ်တယ်လို့ပဲပြောပြစီနောက်တစ်ခုအနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင်တော့ Manchester United နဲ့ Sunderland Match နဲ့ပတ်သက်ပြီးတော့သူတို့နဲ့ Sunderland Match ကို number 1နေရာအတွက်သတ်မှတ်ဖို့အတွက် United အသင်းကစတင်ပြီးစီစဉ်လာပြီးလို့သိရတာမှာပါတယ်။ Ruben Amorim ကိုတိုင်ကလက်ရှိမှာ Sanel Lamez ရဲ့ left swing ကဒီလောက်ကောင်းမယ်လို့သူတို့နေမထင်ထားခဲ့ပေနဲ့ Sanel Lamez ကိုဒုတိယကုသမားတစ်ယောက်နေပဲသူတို့သတ်မှတ်ထားခဲ့လို့သိရတာမှာပါတယ်။ Sanel Lamez ကိုလက်ရှိမှာ Audi ဘယင်းသားရဲ့ left swing ညံပြင်းတဲ့ပုံမှာ Sanel Lamez ကိုအသုံးပြုခဲ့ရပြီးတော့ Sanel Lamez အနေနဲ့လက်ရှိမှာဒါအသင်းပေါ်ထင်ထားတဲ့အများကြီး contribution ပြုလုပ်တာတွေအတွက်ကြောင့်မို့ United အသင်းနဲ့လာမယ့်နူရာဒီမှာနံပါတ်1ကုသမားဝယ်သင့်မဝယ်သင့်တာမှာ Sanel Lamez ရဲ့လက်ရှိ left swing ဒီပေါ်မူတည်ပြီးတော့စဉ်းစားသွားအောင်မယ်လို့သိရတယ်မှာပါတယ်။ United အသင်းနဲ့လက်ရှိမှာ Sanel Lamez က ုပဲနံပါတ်1ဂူသမားနေရာမှာဆက်လံပြီးတော့ထားဆက်မှန်ကိုထပ်မှန်ပြီးထားပြီးနံပါတ်1ဂူသမားနေရာပဲဝင်လာဒါမှမဟုတ်လက်ရှိရလာကျွန်တော်လက်စွမ်းတွေကိုပြန်ကြည့်ပြီးတော့တို့အနေနဲ့ဆန်လမန်စ်ကိုဒူပလီကန်ရောက်နေရာမှာဂူသမားမှာပို့ပြီးတော့ပထမဂူသမားကိုပဲပြန်ဝင်မလားဆိုတော့ United အသင်းနဲ့ပြန်ပြီးတော့စောင့်ကြည့်ရမယ်လို့သိရတယ်မဟုတ်ပါအဲ့တော့လက်မဲ့လက်ရှိလက်စွမ်းရဆိုရင်တော့ဒါ United တို့တော့ကျွန်တော်တို့ပဲ Armour Rain တို့ကိုဆန်လမန်စ်ကိုဒါကျွန်တော်တို့ နံပါတ်1နေရာပေးဖို့တော့လက်ရှိမှာစူးစမ်းနေကြပြီလို့သိရတယ်မှာပါတယ်ဒါဘယ်လောက်ကြီးရလဲဆိုတော့ဘောနော်ဒါမမေရဲ့ Sunderland Lions ကိုခေါ်ယူဖို့အဓိကစူးစမ်းခဲ့တာ United ဘက်ကစူးစမ်းခဲ့တာဖြစ်ပြီးတော့ Armoring ကလက်ရှိမှာသူ့ရဲ့နံပါတ်1ဂိုးသမားနေရာ Sunderland Lions ကိုဒါလက်ရှိမှာ plan မရှိခဲ့ဘူးဒါပေမဲ့ United အသင်းကဒါဂိုးသမားလူအပ်ချစ်တော့ Andrew Onana မထင်မှတ်ပဲနဲ့ဒါကျွန်တော်တို့တူရကီဘက်ကိုထွက်သွားခဲ့တဲ့အကြောင်း Sunderland Lions ကိုမြန်မြန်ဆန်ဆန်ခေါ်ခဲ့တယ်အဲ့တော့ပြောချင်တာတစ်ခါကြရင်ပြဟိုနာပြောလို့ပဲဟိုအားကစား writer ကြီးအလုပ်လုပ်တာပို့ပြီးတော့ကောင်းနေတာမရှိနီးပြတယ်တစ်ခါကြရင် recency bias တအားများတယ်ဒါတိယကျတော့ Ruben Amorim ကို blame လုပ်တာမဟုတ်ဘူးเนาะဒါပေမဲ့လိုပဲပြပြအဲ့တော့လက် ရှိမှာ Manchester United အသင်းနဲ့ Sunderland Man City ကိုနံပါတ်1နေရာကိုဒါကျွန်တော်တို့ချက်တော့စောင့်ကြည့်ရုံနဲ့လုံးဝ ပုံသေးပုံစံမျိုးတော့လုံးဝအပြေအဝတွက်သွားအောင်မလို့မဟုတ်ဘူးလို့သိရတယ်မှာပါ United အသင်းနဲ့အခုလက်ရှိမှာတော့ဒါအစနလမန်ဆက်လက်ဆုံးမမူတည်ပြီးတော့ဒါကြောင့်နံပါတ်1ကိုသမားကိုခေါ်တဲ့မခေါ်တဲ့ကိုကျွန်တော်လာမယ့်လာပိုင်းတွင်မှာဆုံးဖြတ်သွားမယ်ဒါပေမဲ့မခေါ်ဖို့အတွက်လက်ရှိအနေထားမှာတော့များသွားပြီလို့ပြောရင်လည်းကျွန်တော်ကိုတော့ကုန်ပြောင်းပါဗျ။ကောင်းမွန်သောမနေ့ခင်းလေးဖြစ်ပါစို့ဒီညကနေစုမုံကောင်းတောင်းပြလိုက်ပါတယ်။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာချင်းလူစားပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးပဲကြိုးတူပါရဲ့ကောင်းမွန်သောဒီနေ့ ဘိုင်စုံမောင်ကောင်တောင်းပြီးနေပြကြတော့ကုန်ပြီပေါ့ဗျဒေးပါဗျ